Hello အားလုံးမင်္ဂလာပါဆရာဒီနေ့တော့ဆရာဒီ open stack ကိုပေါ့နော်ဒီ open 2.24ပေါ့နော်24ပေါ်မှာဆရာအခုစံထားတဲ့ဆရာရဲ့ private cloud mini project လေးကိုနမူနာ run ရတဲ့ဟာလေးကိုနမူနာ demo လာပြတာဖြစ်ပါတယ်ဆရာအရင်ကတော့ဆရာ centoff နဲ့ပေါ့ centoff 7.0ပေါ့နော် centoff 7.0နဲ့ဆရာ စံလာတဲ့ဟာကိုဆရာ cloud အခြေခံနေတင်ပြီးဆရာဒီ network and system တန်းမှာရောဒီ server တန်းမှာဆရာတင်ပြီးနေတာ network တန်းကပို့ပို့ network system တန်းမှာဆရာတင်တာပို့ပြီးအောင်၃နှစ်လောက်တော့ရှိပြီပြောလို့ရပါဘောနော်၃နှစ်လောက်ကြော်ပြီလားမသိဘူးဘောနော်ဒီ server တန်းမှာလည်းဆရာအဲ့ဒါထည့်တင်ပြီးတယ်ဘောနော်ဒီဆရာ private ဟို public cloud မှာလည်း instant နေတုံးပြရဲပြီးရင်ဆရာတို့ဒီ private cloud မှာလည်း instantly ဆရာတုံးပြရတယ်ပေါ့နော်အခုက open true ပေါ်မှာဆရာဒါနော် open true ရဲ့ version 24မှာဆရာပြန်ပြီးတော့လုပ်ထားတယ်ဆရာရဲ့ mini private cloud project ပေါ့နော်အဲ့ဒါလေးကိုအကြီးလာပြပေးတာဖြစ်ပါတယ်နောက်တစ်ခါလဲ server တန်းမှာဆရာ cloud ကြောင်းလေးနောက်တစ်ခါတစ်ခါလောက်တင်ရတော့မှာဆိုတော့ဆရာလဲ sandbox 7.0နဲ့ဟာကဆရာတို့ sandbox 7.0က report လေးတချို့ဟာတွေကတိတ်အရင်အဆင်မပြေတော့ဘူးဆိုတော့ ကြာအခုကလည်း time မှာဆရာတောင်း6လောက်လောက် open true တော်တော်အသုံးဖြစ်တယ်ပေါ့နော်အဲ့တော့ဆရာဒီခုဒီမှာ instant runner ရယ်အဲဒါကတော့ mini linux လေးဒါကတော့ဟိုပါပေါ့ open true တခု runner ရယ်ဒါကတော့ micro tip ပေါ့နော်ဆရာ runner ရယ် okay ဒီမှာဆက် console လေးတစ်ချက်ပြန်ပြီးတော့ကြည့်ပြမယ် internet လေးထွက်ပြီးပေါ့နော် အာဆရာကိုယ်တိုင်ထုံးစံတိုင်း cloud လေ့လာရလူတွေအတိပါတယ်အဲ့မှာ PPC network တွေစောက်အောင်မယ် external or internet ထွက်မယ်ဟောပြီးရင်အဲ့ network ထွက်ဖို့အတွက်ဆရာတို့ route တွေရေးပေးရမယ်ပြီးရင်ဆရာတို့ security group မှာဟုတ်ပြီနော်ဟို internet ထွက်ဖို့အတွက်ဒါတွေလုပ်ဖိရမယ်ပေါ့နော်အဲ့ဒါကိုဆရာဒါ private cloud ဆိုတဲ့သဘောကတော့ဆရာအစအဆုံး server တွေအစ instant တွေအစအခု internet ထွက်တဲ့ဒီကိုဆရာ project mini project လေးလုပ်ထားတာပေါ့နော်အဲ့တော့ ဒါလေးရအကြောင်းသားလေးလဲ private cloud infra ကြီးကိုဘယ်လိုနေနေအောင်ပေါ့နော်ဆရာအဲ့ဒါလေးပြပေးခြင်းတယ်ပြီးရင် public cloud လေးပေါ့ဒါ cloud ကို cloud ရဲ့နောက်ကွယ် infra တွေဘယ်လိုရှိလဲပေါ့နော်အားလေးသိအောင်ပါ Okay ဒီမှာအာဆရာ IP IP ADD ရနေရခေါ်လိုက်ပေါ့နော် Okay ေဒါ micro tip ပေါ့နော် okay micro tip လဲဆရာ instant နဲ့အကုန်လုံးနော်ဆရာ network ဒီ router တွေအကုန်လုတ်ထားပြီးသားပေါ့ကွာတကယ် clock တစ်ခုရဲ့ interrupt မျိုးပေါ့ကွာ okay ဒါကတော့ mini linux စေပေါ့ပါပါလေအဲ့ဆရာဒီမှာ open to instant လို့ရနာလေ micro tip ရနာလေ โอเคဒါတော့ဆရာဆရာအန်နီနဲ့မောဝအစစ်စတန်တန်းနဲ့ဆာဗာမရှင်တန်းပါဆိုရင်ဆရာဒီကောင် instant ကိုအစားဆုံး brand နဲ့ဟာလေးပြီးတုံးပြမယ်ဒါ cloud infra ရဲ့ private cloud infra ကဘယ်လိုမျိုးတွေရှိလဲပေါ့နော်ဆရာအဲ့ဒါဟောဒေတာချေယူပြီးတော့အချိန်လေးများကြီးပေးပြီးဆန်လာတာပေါ့နော်โอเคအဲ့ဒါလေးကိုအနည်းလာပြပေးတာဖြစ်ပါတယ်โอเคဒီလောက်ပဲဗျာ